မိုးကုံမြို့မှာတအားမပြည့်ရဲတပ်ဖွဲ့ကမူရစေဝါရောင်းဝယ်သူအမျိုးသမီးတဦးကိုဖမ်းဆီးရမိထားပါတယ်။တအားမပြည့်မိုးကုံခရိုင်မိုးကုံမြို့နယ်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတဦး PSRF ထံညာရဲ့တအားမပြည့်ရဲတပ်ဖွဲ့ကမူရစေဝါရောင်းဝယ်သူအမျိုးသမီးတဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။မတ်လ12ရက်နေ့တုန်းကတအားမပြည့်ရဲတပ်ဖွဲ့မှမြို့တွင်ကင်းလည်နေတဲ့အချိန်မှာအမျိုးသမီးတဦးကမူရစေဝါရောင်းဝယ်နေတဲ့တရင်ကိုကြားသိရပြီးသူမရဲ့အနေအိမ်ကိုတွားရောက်ဆစ်ဆီးလိုက်တဲ့အချိန်မှာ မူရစ်ဆေးဝါးနဲ့အတူဖန်ဆီရမိခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကအသက်63နှစ်အရွယ်ဒေါ်မေရူဆိုသူဖြစ်ပြီးဒူမရဲ့နေအိမ်ကိုဝေရောက်စစ်ဆေးလိုက်တဲ့အချိန်မှာအင်ဂျီတဲကဘိန်းဖြူဆက်ပြခွက်၄ခွက်နဲ့ဘူအသေး14ပူနဲ့အတူတအားပြည့်ရဲတပ်ဖွဲ့ကဖန်ဆီရမိခဲ့ပါတယ်။ဒေါ်မေရူကမိုးကုံမြို့ရှော်လီဝိုင်အုပ်စုတာယာကုန်းရပ်ကွက်မှာနေထိုင်တာဖြစ်ပြီးတော့မူရစ်ဆေးဝါးရောင်းဝယ်တာနှစ်လအထိရှိခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ဒူမကိုတအားပြည့်ရဲတပ်ဖွဲ့ကမူရစ်ဆေးဝါးဥပဒေနဲ့အေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ6ရက်နေ့မှာလဲတအားပြည့်ရဲတပ်ဖွဲ့ကမြို့တွင်ကင်းလည်နေတဲ့အချိန်ရွှေကူရောက်ကွက်မှာမူရစေဝရောင်းဝယ်နေတဲ့အမျိုးသားနှစ်ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်ကျမလေဘော့စမန့်ပါရှင်